မင်္ဂလာပါရှင်မိတ်ဆွေတို့ဖြစ်ဘူးလားရှင်ကျမတို့မျိုးသမီးတွေပေါ့နော်ယာတီလာပြီဆိုလို့ရှိရင်ဘိုင်းနာတဲ့ခါနာနဲ့အဖြစ်ရှာလို့မရတဲ့အတွက်ပေါ့နော်ကျမတို့တွေယာတီလာပြီဆိုလို့ရှိရင်အစာတွေခဏခဏစားတယ် ပြီးလို့ရှိရင်အများကြီးစားမိတယ်ဒီထက်ပိုဆိုတာပေါ်မောတွေမကောင်းလို့ပဲဖြစ်တယ်သွေးဆုံးခါနေမှာဆိုလို့ရှိရင်ခေါင်းတွေမူးတယ်ရင်ထဲမှာပူတယ်ခနာမငြိမ်ဖြစ်တာပေါ့နော်စိတ်တွေတိုးလာတယ်အဲ့မပြောနောက်ဆုံးဘလောက်ထိဖြစ်ဆိုလဲဆိုလို့ရှိရင်ချင်းစစ်လက်စစ်အစင်းမြင့်ကြိုက်ပြီးတော့ပေါ့နော်ခေါင်းတွေအရန်မူးတဲ့ ठी တို့ခံစားရတာကိုတွေးရှိရတာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့တွေဘလို့ဖြည့်ရှင်းကြမလဲအင်မွန်နဲ့အတူတူပေါ့နော်ကလစ်ပရန်လေးကိုတွားပြီးတော့ ောက်သုံးကြမှာဖြစ်ပါတယ်เนาะဒီ clip တ်မှာအရန်ရေးကြည့်တယ်ပါဝင်တဲ့ပစ္စည်းတွေอ่ะဆိုလို့ရှိရင်နံပါတ်1နေနဲ့ဆိုလို့ရှိရင်ထင်းရှူခောက်လို့ခေါ်ရတယ်ပါเนาะထင်းရှူခောက်ဟာဆိုလို့ရှိရင်ကျမတို့ရဲ့မျိုးသမီးတွေမှာဖြစ်လေဖြစ်တာရှိတယ်အမြင့်တက်တွေအနံစော်တက်တွေအဲ့ဒီတက်တွေကိုလည်းကျမတို့တက်တာစီပြီးတော့မှမျိုးသမီးတွေချို့တွေခလေးမွေးပြီးတဲ့မျိုးသမီးတွေဆိုလို့ရှိရင်ကျမတို့ရဲ့နုမတိုက်တဲ့မိခင်တွေဆိုလို့ရှိရင်လည်းဒီ clip တ်လေးကိုတော့သုံးပေးလို့ရတာဖြစ်ပါတယ်ရှင်နော်နောက်တစ်မျိုးကကြတော့ Goji Berry လို့ခေါ်တယ် Goji Berry ရဲ့ဆို ို့ရှင်ကျမတို့မျိုးသမီးတွေရဲ့သွေးနီဥကို အားကောင်းစေတာဖြစ်ပြီးတော့သွေးပြူကိုလည်းထင်းညော့ပေးထားတာဖြစ်ပါတယ်ရှင်တော့ဒီထက်ကောင်းတဲ့အရာနောက်ထပ်တစ်ခုကကြတော့ပဲပြူပဲဖြစ်ပါတယ်ရှင်တော့ပဲပြူမှာပါဝင်တဲ့ဘုသမီးတွေအတွက်အရန်နဲ့မှပေါ့နော်နာကျင်ကြိုက်ခဲမှုတွေကိုရှော့ချပေးပြီးတော့မှသွေးလက်ပတ်မှုတွေကောင်းလာတယ်နော်မောအားတွေကောင်းစေတာဖြစ်ပါတယ်ရှင်တော့နောက်တစ်မျိုးကကြတော့အားမရရှိတဲ့ collagen တက်ပဲဖြစ်ပါတယ်ရှင်အားရည်တွေပေါ့နော်တင်းရင်းစေဖို့အတွက်ဒီငါး collagen တက်ကနေပြီးတော့ရရှိတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ root supplement ါ်တယ်ဗောနော်အဲ့ဒီရူးစက်ကလည်းဗောနော်ရူးသမီးတွေအတွက်နှလုံးအားတွေကိုကောင်းစေတယ်ပြီးလို့ရှိရင်ဗောနော်တအိမ်ကျမ်းမာရေကောင်းလာတယ်ပြီးလို့ရှိရင်တအိမ်တအိမ်ကိုကြည့်ရေးစေတယ်ဗောနော်မြင်သားတွေဆိုလို့ရှိရင်လည်းတင်းရင်းလာပြီးတော့လှပစင်မှာဖြစ်ပါလေရှင်နော်နောက်တစ်ခုကကြတော့သလဲတီပဲဖြစ်ပါလေရှင်နော်တားရေတွေကိုစုပြင်ကြည်လင်စေပြီးတော့မှကျမတို့ဗီတာမင်ဓာတ်တွေအများစွာရရှိပြီးတော့သွေးလည်ပတ်မှုကိုအရှန်နဲ့မှကောင်းစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါလေရှင်နော်နောက်တစ်မျိုးကကြတော့မြန်မာနိုင်ငံမှာထွက်ရှိတဲ့ ငရုတ်ကောင်းပဲဖြစ်တယ်ငရုတ်ကောင်းอ่ะဆိုလို့ရှင်ကြစာချင်စနစ်ကိုကောင်းစေပြီးတော့မလိုအပ်တဲ့စီဘိုတွေကိုထည့်ထုတ်ပေးမှာဖြစ်ပါတယ်ရှင်เนาะနောက်တစ်ခုကကြတော့ cherry ပဲဖြစ်တယ်เนาะ cherry သီးကကြတော့ဗီတာမင်ဓာတ်တွေအများစွာရရှိတဲ့အတွက်မလိုသမီးတွေအတွက်ဆိုလို့ရှင်အသားရေဝင်းပစေပြီးတော့မှကြီးလင်းလင်းလေးဖြစ်စေတာဖြစ်တယ်နောက်တစ်ခုကကြတော့ q cytin လို့ခေါ်တယ်ဗီတာမင် c ဗီတာမင် e တွေအများစွာကျွဲဝါတဲ့အတွက်မလို့ကျမတို့မျိုးသမီးတွေတင်းတိမ်ဝဲချံเนาะ ဒီလိုမျိုးပြဿနာတွေကိုလည်းသွားပြီးတော့ဖြေရှင်းပေးတာဖြစ်တယ်။မိษွေတို့ရောဒီလိုမျိုးပြဿနာတွေဖြစ်နေကြတာမျိုးသမီးတွေလားစင်လားတိုင်းပေါ့နော်။ဒီလိုမျိုးပြဿနာတွေနဲ့နေစင်လားတိုင်းတွေ့နေရတဲ့အရာကို Clipla လေးကနေပြီးတော့ဖြေရှင်းပေးမှာဖြစ်တယ်။ဒီ Clipla ဆိုလို့ရှင်မျိုးသမီးတွေရွယ်ရောက်လာပြီဆိုတာနဲ့လူတိုင်းတောက်သုံးတည်တာဖြစ်တယ်။ပြီးလို့ရှင်နောက်တစ်ခုကသွေးဆုံတဲ့ကာလကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်နော်။မျိုးသမီးတွေလူတိုင်းပေါ့နော်။တစ်နှစ်မှာတစ်လုံးမိဝဲနိုင်ပါတယ်ရှင်နော်။ င်းစားပြီးချိန်လဲရတယ်နေ့လည်ပဲလဲရတယ်အဲ့ရဝင်ချိန်လဲရတာဖြစ်တယ်တော့မလို့မိတ်ဆွေတို့ရဲ့ပြဿနာအားလုံးကို clip black ကနေပြီးတော့စောက်ရှောက်ပေးပါလိမ့်မယ်ရှင်တော့ဒါကြောင့်မလို့ဒီတနေ့မှာကျတော့ clip ပြတ်တောင်းကိုလာပြီးတော့ပြောပြပေးတာတော့ဒီလောက်နဲ့ပဲညီကုန်ချုပ်ချင်ပါတယ်ဒီမနက်မယ်ကတော့အင်မွန်မြေလို့ခေါ်ပါတယ်ရှင်မင်္ဂလာပါရှင်